အလုံးမီလာပါဒီနေ့တော့ Stella XLM ဘောနော်အဲ့ဒီ project ရဲ့ adventure ချာအကြောင်းတွေကို အတူတူလေ့လာကြည့်ကြရအောင်ကျွန်တော်တို့စီမှာ Stella ရဲ့နောက်ခံသမိုင်းနဲ့သူ့ရဲ့နည်းပညာစီဝိုင်းပုံစံနဲ့အနာဂတ်အလားအလာအထိ အသေးစိတ်လေ့လာထားတဲ့သူတည်တနာတွေစူးစီးကြောက်ရှိနေပါတယ်ဒီနေ့ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ Stella ဆိုတာ YoYo cryptocurrency တခုထက် um body ပို့တယ်လေဗော ကမ္ဘာငွေကြေးစနစ်ကိုပြောင်းလဲပစ်မယ်ဆိုတဲ့သူ့ရဲ့ကြီးမားတဲ့ကြီးမန်းချက်ကဘလောက်ထိလက်တွေ့ကျစလဲဆိုတာကိုနားလည်ဖို့ပါပဲဒီ project မှာစိတ်ဝင်စားစရာအကောင်းဆုံးချက်ကသူ့ရဲ့မူလအစလို့ပြောရမယ်သူ့ဟာကမ္ဘာပေါ်မှာဘန်စနစ်လက်လက်မမီသေးတဲ့လူဦးရေ17ခွန်ဘီလီယံကိုဗန်ဒါရေးဝန်ဆောင်မှုတွေပေးဖို့ဆိုတဲ့လူသားဆန်တဲ့ကြီးမန်းချက်နဲ့စတင်ခဲ့ရလေဒါပေမဲ့ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကသူ့ကိုတီထောင်သူ Jet McGillivray ရဲ့နောက်ခံမယ်သူက Ripple ရဲ့ပူးတွဲတီထောင်သူဟောင်းရှိနေရအောင်ကဲဒီချက်ကနေပဲစလိုက်အောင် ဒါတော်တော်နည်းစိတ်ဝင်စားဖို့ကောင်းတယ်။ Ripple နဲ့ Stellar ကအဲနေဇက်ဖြစ်ကြောင်ငွေလွဲလုပ်ငန်းမှာအဓိကပြိုင်ဘက်တီလို့လူတီများတာလေ။တီထောင်တူတယောက်ထဲကနေစင်တလာတဲ့ပြိုင်ဘက် project တစ်ခုပေါ့။ဒါကသူရဲ့အတွေးခေါ်မိုင်းမှာဘလို့ကွာခြားသွားစေလဲ။တော်တော်လေးကွာခြားသွားပါတယ်။ Jet McClellip a Ripple ka ni 2014 ma Joyce Skin me atu Stella ko 2000 ko khwe thwa la ga da ba အဲ့ဒီအချိန်မှာ Ripple က Bandai အဖွဲ့အစည်းကြီးတဲ့နဲ့လက်တွဲပြီးတော့ရှီယန်ဆွဲ Bandai ရဲ့စနစ်ကိုပိုပြီးအဆင်ပြေအောင်လုပ်ပေးဖို့ဦးတည်နေချိန်မှာပေါ့နော် Jet McClellab ကအဲ့ဒီနည်းပညာကိုပဲသုံးပြီး Band စနစ်ကိုလုံးဝလက်လက်မမီတဲ့တာမလူတဲ့အတွက်ဟိုတခုခုလုပ်ပေးချင်တဲ့ပုံစံမျိုးနဲ့ Stella ကိုခွဲထွက်လာခဲ့တာလို့သုံးသပ်နိုင်ပါတယ် It's like two different philosophies branching from the same root. တစ်ခုကရှိပီတာစနစ်ကိုပိုကောင်းအောင်လုပ်ဖို့နောက်တစ်ခုကစနစ်ပြင်ပါကလူတွေအတွက်စနစ်အတစ်တစ်ခုဖန်တီးပေးဖို့ပါတော်တော့စတဲလာရဲ့တိကယီမန်ချက်ကကြီးမြင့်တဲ့ငွေလွဲခါတယ်ခုနှစ်ပတ်ဆက်ကနေ50%ရှိရတာလေအဲ့ဒါတွေနဲ့ဘဏ်အကောင့်မရှိသူတွေရဲ့ပြဿနာကို တိုက်ရိုက်ဖြေရှင်းဖို့ဖြစ်သွားတာပေါ့ဒီလိုလူမှုအကျိုးပြုလုပ်ငန်းပုံစံကိုအကျိုးမြတ်မြေယူတဲ့ Stella Development Foundation SDF ကဦးဆောင်တယ်ဆိုတာကလည်းဒီတွေ့ခေါ်ကိုပိုပြီးခိုင်မစေတယ်။သူ့ရဲ့ native token Lumens XLM ကရော Bitcoin လို့နဲ့ဘလို့ကွာလဲ။ Bitcoin လို့ mining လုပ်တာမဟုတ်ဘဲကြိုတင်ထုတ်လုပ်ထားတယ်။ pre-mine ပေါ့အဲ့လိုကြားတယ်။ဟုတ်ပါပဲ။အဲ့ဒီအချက်ကသူတို့ရဲ့မြန်ဆန်ပြီးစိတ်သက်သာရမယ်ဆိုတဲ့အဓိကရည်မှန်းချက်နဲ့တိုက်ရိုက်သက်ဆိုင်နေလာပါ။ Bitcoin မှာဆို miner တွေကစွမ်းရင်အများကြီးသုံးပြီးရှုပ်ထွေးတဲ့တင်းချပု္ပ္ပာတွေဖြည့်ရှင်းရတယ်လीဒါကြောင့်ငွေလွှဲတစ်ခုအတီးပြုတ်ဖို့အချိန်ကြာတယ်လို့စွမ်းရင်ကုန်ကြစိတ်လည်းအရမ်းများတယ် Stella ကတော့အစကတည်းက XLM အလုံးကိုကြိုတင်ထုတ်လုပ်ထားလိုက်တာဆိုတော့ mining လုပ်ဆရာမလိုတော့ဘူး network ကိုလဲပတ်ဖို့စွမ်းရင်အများကြီးမလိုတော့ဘူးဒီနေရာမှာတကယ်စိတ်ဝင်စားဖို့ကောင်းလာပြီ mining မလိုဘူးဆိုရင်ငွေလွှဲတွေကို ဘသူကဘလို့အတီးပြုတ်ပေးတာလဲသူ့ရဲ့ရှိုးဝါးချက်ကဘာဖြစ်မလဲသူ့ရဲ့ရှိုးဝါးချက်က Stellar Consensus Protocol SCP ပါဒါကိုလွယ်လွယ်ကူကူနားလည်အောင်ပြောရင် Bitcoin ရဲ့ Consensus Mechanism ကကဘာပေါ်ကကွန်ပျူတာတွေအားလုံးပြိုင်တူပုံစံတွက်နေလဲပြိုင်ပွဲကြီးတစ်ခုလိုပဲ SCP ကတော့အဲ့လိုမဟုတ်ဘူးသူ့ပုံစံကယုံကြည်ရတဲ့အဖွဲ့ဝင်တွေပါတဲ့ကော်မတီအစည်းအဝေးတစ်ခုလိုပဲငွေလွှဲတစ်ခုရောင်းစားရင်အဲ့ဒီကော်မတီဝင်တွေ validators လို့ခေါ်တယ်သူတို့ကဟုတ်ကဲ့ဒီငွေလွဲမှန်ပါတယ်လို့အချင်းချင်းအမြန်ဆုံး map ဆုံးဖြတ်လိုက်တာဒါကြောင့် swing in လည်းမကုန်ဘူးအချိန်လည်းမကြာပဲ second ပိုင်းနဲ့အလုပ်ပြီးတယ်တစ် second ကိုငွေလွဲထောင်ပေါင်းများစွာလုပ်နိုင်ပြီးငွေလွဲခါကတပြားတစ်ချက်ချက်တောင်နှီးတွားတာအဲ့ဒီကြောင့်ပါကျတော့ဒါက trade off တခုလိုပဲပေါ့ bitcoin ရေ လုံးဝဗဟုချုပ်ကိုင်းမှုကင်းတဲ့ပုံစံကိုအနှဲငယ် stay လိုက်ပြီးတော့ ငွေလွှဲလုံးရဲ့အတွက်အဓိကလိုကတဲ့အမြင်နှုန်းနဲ့ကုန်ကျစရိတ်တက်တာမှုကိုအဓိကယူလိုက်တဲ့တော့ပဲသူတို့ရဲ့ target use case အတွက်တော့ဒါကပိုပြီးလက်တွေ့ကျတဲ့ခြင်ကပ်မှုလို့ဆိုနေပါတယ်ဒါပေမဲ့ Ethereum လို smart contract တွေမရှိဘူးလို့လည်းကြားတယ်အစားပိုင်းမှာတော့ဟုတ်ပါတယ်သူတို့မှာ stellar scripting ဆိုတာပဲရှိတယ်ဒါက Ethereum ရဲ့ smart contract တွေလို့အရာအားလုံးနှုတ်နိုင်အောင်ရှုတ်ထွေးမနေဘူးငွေပေးချင်မှုနဲ့ပတ်သက်တဲ့အခြေခံစည်းမျဉ်းတွေဥပမာလူလာရောက်လက်မှတ်ထိုးမှငွေထုတ်လို့ရတာမျိုး အချိန်တက်မှတ်ပြီးမှငွေလွှဲတာမျိုးတွေပဲလုပ်နိုင်တယ်ခဏလေးဒါဆိုရင်တွေ့အားနေချက်တခုလို့ပြောလို့မရဘူးလား DeFi လို့ရှုပ်ထွေးတဲ့ application တွေ design ချင်တဲ့ developer တွေအတွက် Ethereum တို့ Solana တို့နဲ့ရှင်ရင်အများကြီးအားနေတော့မှာပေါ့မှန်ပါတယ်အစားပိုင်းမှာတော့ဒါကအားနေချက်တခုလို့ထင်ရပြီမင်းသူတို့ရဲ့အဓိကအာယုံစိုက်မှုကငွေပေးချေမှုဖြစ်တဲ့အတွက်ရိုးရှင်းမှုကိုဦးစားပေးခဲ့တာပါ။ဒါပေမဲ့အဲ့ဒီ quality ကိုဖြည့်ဖို့နောက်ပိုင်းမှာ Soropan ဆိုတဲ့ smart contract platform အတက်ကိုမိတ်ဆက်လာတာပါ။ အဲ့ဒီကြောင့်ကိုနောက်မှအသေးစိတ်ပြောကြတာပေါ့အခုပြောချင်တာက Stella ရဲ့ Note of Swanson ရဲ့တခုဖြစ်တဲ့ Asset Tokenization မှာဒါကဘယ်လိုပြောမလဲရွှေအိမ်ချမြေလို့ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုတခုခုကို Stella Network ပေါ်မှာ Digital Token အဖြစ်ဖန်တီးလိုက်တာပါဒီလိုလုပ်လိုက်ခြင်းအပြင်အဲ့ဒီပိုင်ဆိုင်မှုကို အပိုင်သေးသေးလေးတွေခွဲပြီးလူတိုင်းအလွယ်တကူရောင်းဝယ်နိုင်စေတယ်။ဒါဆိုလက်တွေ့မှာဒါတွေအားလုံးပေါင်းပြီးဘယ်လိုအလုပ်လုပ်သလဲဆိုတာဥပမာတစ်ခုနဲ့ပြောပြလို့ရအောင်မလား။ ဥမာအမေရိကန်ကနေဖိလစ်ပိုင်ကိုဒေါ်လာ100လွဲကျင်တယ်ဆိုပါစို့ဒီဖိလစ်ပိုင်ကိုရောက်ဖို့ရက်တည်ကြာနိုင်တယ်ဂျာရီယာဝန်ဆောင်ခိုင်းလေးဖျက်ပင်းရင်လက်ခံတဲ့သူစီဒေါ်လာ90လောက်ပဲရောက်ချင်မှရောက်တော့မယ်စတယ်လာနဲ့ဆိုရင်အမေရိကန်ကလူကဒေါ်လာကိုစတယ်လာ network ပေါ်ကဒေါ်လာ token ဖြစ်ပြောင်းမယ်အဲ့တော့ကင်ကို XLM တောင်းပြီးစက္ကန့်ပိုင်းအတွင်းဖိလစ်ပိုင်ကလူစီပို့လိုက်မယ်။ဖိလစ်ပိုင်ကလူကအဲ့တော့ကင်ကိုလက်ခံပြီးတာနဲ့သူနိုင်ငံကပီโซတိုကန်ဖြစ်ချက်ချင်းပြောင်းပြီးထုတ်ယူလိုက်ရုံပဲ။ ဒီလုပ်ငန်းစဉ်တစ်ခုလုံးက coffee တစ်ခွက်တောက်တောင်မကြောင်းကုန်ကျစရိတ်ကလည်းတပြားတစ်ချက်လောက်ပဲရှိမယ် IBM နဲ့ transfer to role လို့ company ကြီးရင်းနဲ့ပူးပေါင်းပြီးဒီလိုစနစ်တွေကိုအမှန်တကယ်အကောင့်အထဲပေါ်ခဲ့ပါတယ် XLM ကဒီမှာကြားခံငွေကြီး bridge currency အဖြစ်အဓိကအခန်းကဏ္ဍနေပါဝင်တာပါ။သူ့ရဲ့စီးပွားရေးပုံစံမှာကျွန်မအရင်စိတ်ဝင်စားတဲ့အချက်တစ်ခုရှိတယ်။သူ့ရဲ့ token supply နဲ့ပတ်သက်ပြီး2019မှာအကြီးအကျယ်ပြောင်းလဲမှုတစ်ခုလုပ်ခဲ့တယ်နော်။မူလက XLM billion တရာရှိရာကနေ ထဝကိုမီးရှို့လိုက်တယ်ဆိုဟုတ်ပါတယ်အဲ့ဒါကခရစ်ပတိုလောကမှာတော်တော်လေးငင်းဝါပွေရာဆုံးဖြတ်ချက်တစ်ခုပါမူလကစတလက်မှာ နစ်စင် XLM အတစ်1%ထပ်ထုတ်ပြီး XLM ကင်ထားသူတွေကိုခွဲဝေပေးခဲ့ inflation mechanism တစ်ခုရှိခဲ့တယ်ဒါပေမဲ့ community ကဒီ system က XLM ကိုလူနေစုလက်ထဲမှာတည်းစုပုံစေပြီးအကျိုးမရှိဘူးလို့ဆုံးဖြတ်ခဲ့ကြတယ်။ဒါကြောင့်အဲ့ဒီ inflation mechanism ကိုမဲပေးပြီးဖယ်ရှားလိုက်တဲ့အပြင် SDF ကထိန်းချုပ်ထားတဲ့ SLM တွေထဲကထဝက်ချော့အလုံးရေဘီလီယံ90ချော့ကိုဖျက်ဆီးပစ်လိုက်တယ်။ဟာခဏလေး supply ရဲ့ထဝက်ကိုမီးရှို့လိုက်ကြဆိုတဲ့သဘောလား။ဒါက crypto လောကမှာတော့တော်တော်ရှားတဲ့အစွန်းကျောက်တဲ့လုပ်ရပဲ။ community ကဘာကြောင့်အဲ့ဒီလောက်ကြီးမားတဲ့ဆုံးရွက်ချက်ကိုချခဲ့တာလဲ။ရည်ရွယ်ချက်က SLM ကိုရှားပါးထွက်စေပြီးတောင်းဖို့တောင်းလို့ပေါ့လား။ အဲ့ဒီလိုလေတစ်စိတ်တစ်ပိုင်းမှန်ပါတယ် supply ကို short ချလိုက်တဲ့အတွက် SLM တစ်ခုချင်းစီရဲ့တောင်ဖိုးကိုပိုပြီးတည်ငင်းစေဖို့ရည်ရွယ်ခြင်းမို့ပါဒါမဲ့အဓိကကတော့ Stella ရဲ့မူလရည်မှန်းချက်ဖြစ်တဲ့အတုံးဝင်မှုကိုပိုပြီးအာရုံစိုက်ချင်လို့ပါသူတို့က SLM ကိုယင်းမျိုးနံဖို့ကင်ကမိုင်းလို့တဲ့ပိုင်ဆိုင်မှုတစ်ခုအဖြစ်ထက်တကယ်ငွေလွဲလုပ်ငန်းတွေမှာတုံးတဲ့ utility token တစ်ခုဖြစ်စေချင်တာ နောက်ထပ်ထူးခြားတဲ့စီးပွားရေးပုံစံတစ်ခုကငွေလွဲခါကိုဘယ်လိုစီမံတယ်လဲဆိုတာပဲငွေလွဲခါကို validator ကြီးကိုစုချတဲ့အနေနဲ့ပေးရမဟုတ်ပဲအကုန်လုံးကိုဖျက်ဆီးပစ်ပါတယ်ဒါကလည်းထူးဆန်းမြန်ပြီဘာလို့ validators ကြီးကိုမပေးဘဲဖျက်ဆီးပစ်ရတာလဲသူတို့က network ကိုလုံခြုံအောင်ထိန်းသိမ်းပေးနေတဲ့သူတွေမဟုတ်ဘူးလားဟုတ်ပါတယ်ဒါမဲ့ Stellar ရဲ့ validator လေးကအများအားဖြင့် Stellar ecosystem မှာ juicy ပွားရှိတဲ့ company တွေအဖွဲ့အစည်းတွေဖြစ်နေတယ်လေ သူတို့ကငွေလွယ်ခက်လီးနေတဲ့ network ကို run နေတာမဟုတ်ပဲ network ကုန်းကုန်းလက်ပတ်နေမှာသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအဆင်တင်မှာမူလို့ပါငွေလွယ်ခက်ကိုဖျက်ဆီးပစ်တဲ့စနစ်က network ထင်းကတန်ဖိုးမှုရှိတဲ့ငွေလွယ်နေအများကြီးလုပ်ပြီး network ကိုတိုက်ခိုက်တဲ့ spam transaction တွေမဖြစ်အောင်ကာကွယ်ဖို့အတွက်ထိရောက်တဲ့နည်းလမ်းတစ်ခုပါဒီလိုထူးခြားတဲ့စီးပွားရေးပုံစံကသူရဲ့ token တန်ဖိုးပေါ်မှာရောဘလို့တည်အောင်မှုရှိလဲယင်းမြတ်တန်သူတွေက XLM ကိုဘလို့မြင်ကြတယ်လဲဆိုတာဈေးကခမန့်ချက်တွေပဲကိုတစ်ချက်ကြည့်ကြည့်အောင် ခမန်းချက်တွေကတွတ်တော်လေးကိုကွာဟားနေကတွေ့ရတယ်။တချို့က2040မှာ1.45လောက်ပဲရှိမယ်လို့ပြောနေချိန်မှာချင်းကြီးလိုမျိုးတချို့ကဆုံးရ20ကျော်အထိရောက်နိုင်တယ်လို့အကောင့်မြင်နေကြတယ်။အဲ့ဒီလောက်ကွာဟားနေတာက Stella ရဲ့အလားအလာကိုဘလို့ရှူထောင်းကနေကြည့်တယ်လဲဆိုတဲ့အပေါ်မူတည်နေလို့ပါ။အကောင်မမြင်တဲ့သူတွေကပြန်ဆိုင်မှု ပြင်းထန်တာနဲ့ developer adoption နဲ့တာကိုထောက်ပြကြတယ်။အကောင်မြင်တဲ့သူတွေကတော့လက်တွေ့အသုံးချနိုင်စွမ်းနဲ့အဖွဲ့စည်းဆိုင်ရာမွေးဆောက်မှု institutional adoption အပေါ်မှာအခြေခံပြီးသုံးတက်ကြတာဥပမာ Franklin Templeton လို dollar trillion ကြီးစီမံခန့်ခွဲနေတဲ့ယင်းနှမှုနှမှုကုမ္ပဏီကြီးကသူတို့ရဲ့ money market fund တစ်ခုကို Stellar Network ပေါ်မှာ tokenize လုပ်ထားတယ်။ဒါကအဖွဲ့အစည်းကြီးတွေရဲ့ယုံကြည်မှုကိုပြနေတာပါ။ PayPal ရဲ့ stable coin ဖြစ်တဲ့ PYUSD နဲ့ Circle ရဲ့ Europa stable coin EURC တွေကလည်း Stellar Network ပေါ်ရောက်လာပြီဆိုတာကသတင်းကောင်းပဲ။ ဒါတွေကစတလာကို တကယ်ကမ္ဘာပန္တာကြီးစနစ်ထဲကို ပို့ပြီးနီးစပ်လာစေတဲ့အချက်တွေပေါ့ကင်းကနန်နီယာရောအခြေအနေဘလို့ရှိလဲတထောင်နဲ့644တန်းကျော်ကိုဆောင်ရွက်နိုင်ခဲ့တယ် user account အရေအကွက်ကလည်း10.6တန်းကနေ9.8တန်းအထိတိုးလာတယ်ဒါက network ကိုလူလေတကယ်သုံးနေတယ်ဆိုတဲ့သက်တေပါပဲပြီးတော့အစိုးကပြောခဲ့တဲ့ Soroban ဆိုတဲ့ smart contract platform အတိတ်ကို mix up လိုက်တာက Stellar.game changer ဖြစ်လာနိုင်တယ် ါက Ethereum လိုမျိုး DeFi application တွေ NFT တွေတိစောက်နိုင်တော့မှာဖြစ်တဲ့အတွက် developer တွေအတွက်ပိုပြီးဆွဲဆောင်မှုရှိလာစေမယ်ပါကောင်းတာတွေခြေပဲတော့မဟုတ်လားဘော။အောင်မြင်မှုရရှိသလို Stellar ရင်ဆိုင်နေရတဲ့အဓိကစိန်ခေါ်မှုတွေကတော့ဘာတွေဖြစ်မလဲ။အဓိကစိန်ခေါ်မှု၄ခုကိုဖော်ပြထားပါရဲ့။ပထမတစ်ခုက scalability ပါ။အခုလောလောဆယ်မှာတော့မြန်ဆန်ပြီးကုန်ကျစရိတ်သက်သာနေပြီမြက်။အတုံးပြုတ်တူရေးအတွက်တန်ဖိုးများစွာဘီလီယံနဲ့ချီပြီးတိုးရတဲ့ထွန်မှာ network ရဲ့အရှိန်နဲ့ကုန်ကြဆေးသက်တာမှုဆက်ထိန်းထားနိုင်မှာမလားဆိုရယ်စိုးရိမ်မှုတွေရှိနေတော့မှာပဲဒုတိယတစ်ခုကတော့စီမင်းစီကန်းနေနဲ့လိုက်နာမှု regulatory compliance ပြင်မထင်တယ်ကြည့်ကြပါတယ်အထူးသဖြင့် AML ငွေကြေးခွာချက်မှုတိတ်ဖြည့်ရေးနဲ့ KYC တုံးဆွေစုအချက်လက်စစ်စစ်ချင်းစီမင်းနေပါအဲ့ဒါက crypto log ရဲ့အကြီးမားဆုံးအခက်အခဲပဲနော်တစ်ဖက်မှာလူတိုင်းတို့ပွင့်လင်းပြီးလွတ်လပ်ချင်းတယ်ဒါပေမဲ့အဲ့ဒီလိုလှုပ်လိုက်တာ ਨੇ ငွေကြေးခွာချင်းမှုလိုမျိုးတရားမဝင်လောက်ရက်တွေတန်းလမ်းဖွင့်ပေးတယ်လို့ဖြစ်သွားရောဆိုတော့ PayPal တို့ Franklin Templeton တို့လိုကုမ္ပဏီကြီးကြီးနဲ့ရေရှည်လက်တွဲချင်တော့အစိုးရရဲ့စီကန်းပေါင်တွေဝင်ကိုဝင်ရတော့မှာပေါ့အမှန်ပဲအဲ့ဒီအချက်ကအဖွဲ့အစည်းကြီးကြီးရဲ့ယုံကြည်မှုရဖို့အတွက် အလွန်အကြီးပါတယ်တတိယစင်ခုံမှုကတော့ market competition မှာနေသက်ချုံငွေလွယ်မှာသူ့ရဲ့အမျိုးဝါညီကိုလိုဖြစ်တဲ့ Ripple နဲ့အစီအရင်ကျင်းနေရတယ် အခု DeFi ဘက်ကိုသွားမယ်ဆိုတော့လေ Ethereum Solana တို့လိုပြိုင်ပကြီးတွေကနေရာယူထားပြီးသား Stellar နေနဲ့ကိုယ့်ရဲ့ထူးခြားတဲ့တန်မှုကိုဘယ်လိုပြသမလဲဆိုတာအရေးကြီးလာပါပြီ။နောက်ဆုံးတစ်ခုကတော့ Community Engagement မှာ Soroban ထွက်လာပြီဆိုပေမဲ့ developer တွေကဒီ platform ပေါ်မှာ application တွေအများကြီးလာတည်ဆောင်းအောင်ဆွဲဆောင်ဖို့ပံ့ပိုးကူညီမှုတွေအရင်အမိတွေပို့ပြီးလွှတ်နေတယ်ဆိုတဲ့ဝေဖန်မှုတွေလည်းရှိပါတယ်။ကဲဒီနေ့ဆွေးနွေးမှုတွေကို ပြန်ချုပ်ပြရရင် Stella ဆိုတာ Ripper ကနေမွေးဖွားလာတဲ့ project တစ်ခုဖြစ်ပေမဲ့လုံးဝကွဲပြားတဲ့အတွေ့အခေါ်နဲ့တွားနေတာတွေ့ရတယ်။ပန်းတွေကိုဝန်ဆောင်မှုပေးဖို့ထက်ပန်းစနစ်ဘင်းပါကလူတွေကိုအဓိကထားပြီးမြန်ဆန်စရိတ်သက်သာတဲ့နည်းပညာနဲ့တည်ဆောက်ထားတယ်။ Paper လို့လို့အဖွဲ့အစည်းကြီးတွေနဲ့ပူပေါင်းဆောင်ရွက်မှုတွေရှိလာတာကအားကောင်းတဲ့အချက်ဖြစ်ပေမဲ့ပြိုင်ဆိုင်မှုနဲ့စီးညင်စီကံဆိုင်ရာစိန်ခေါ်မှုကြီးကြီးတွေကိုလည်းရင်ဆိုင်နေရတော့ပဲ။ဟုတ်ပါတယ်။ Stella ရဲ့အနာဂတ်အောင်မြင်မှုဟာ သူ့ရဲ့နီးပညာဘလောက်ကောင်းတယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်နေတာမဟုတ်တော့ဘူး။သူဘလောက်ခိုင်မာတဲ့မိဖတ်ဖွဲ့စည်းတွေတိစောက်နိုင်မလဲ။ကပါလုံးဆိုင်ရာပဏာရေးစည်းမျဉ်းတွေကြမှာဘလောက်ကရှိရက်တည်သွားမလဲ။ပြီးတော့ developer တွေကသူ့ရဲ့ ecosystem ကိုဘလောက်တောင်းတဲ့အောင်တိစောက်ပေးမလဲဆိုတဲ့အပေါ်မှာအများကြီးမူတည်နေပါတယ်။သူ့ရဲ့ရည်မှန်းချက်တွေကကြီးမားပေမဲ့လက်တွေ့ကမ္ဘာမှာဘလော့အသွင်းဝင်နာမလဲဆိုတာကပဲသူ့ရဲ့အနာဂတ်ကိုအဆုံးဖြတ်ပြင်ပါပါအားလုံးတို့ရဲ့စဉ်းစားစရာမိကုံးတစ်ခုချန်ထားခဲ့ချင်ပါတယ် Stella ရဲ့စီးပွားရေးပုံစံက validator တွေကိုငွေလွှဲခနဲ့တိုက်ရိုက်စုချတဲ့စနစ်မဟုတ်ပါဘူး။အဲ့ဒီစာငွေလွှဲခတွေကိုဖျက်ဆီးပလစ်တယ်။ network ကအစပေါင်းများစွာပိုကြီးမားလာပြီးငွေလွှဲတွေအရင်များလာတဲ့အခါဒီလိုတိုက်ရိုက် article မလုံးမရှိတဲ့စနစ်ကသူ့ရဲ့ရေရှည်လုံးကြုံရေးနဲ့ဗဟုချုကင်မှုရှော့ချရေးအပေါ်မှာ bitcoin တို့ ethereum တို့လိုပြိုင်ဘက်တင်နေရင်ရင်ဘလို့အားတာချက်အားနေချက်တွေရှိလာနိုင်မလဲဆိုတာစဉ်းစားကြည့်ဖို့ပါ။ Oh,